Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို YouTube ဆာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ9ရက်နေ့ရဲ့မနက်ပိုင်းသတင်းထူးသတင်းကောင်းတွေကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်နော် ကဲအားလုံးတည်တိုင်းပဲเนาะချက်ဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကဒီနေ့မှာဆိုရင်တော့ယူဒီယူရရှားကိုသွားပြီးမှာဒီယူရရှားမှာကျင်းပမဲ့ပွဲမှာသွားပြီးတက်မှာဖြစ်ပါတယ်เนาะအဲ့တော့ပြည်သူအားလုံးကတော့ဆူတောင်းနေတယ်ယူကရိန်းကပြစ်တဲ့ဒုံးပေါ့เนาะမထိမနေမထိမနေပါစေနဲ့ဆိုပြီးဆူတောင်းနေကြတာဖြစ်ပါတယ်เนาะအဲ့တော့မနေ့ကတော့ဒီမြန်မာလေကြောင်းပိုင်လေးတခုကဘိန်းပေါက်ပြီးတော့เนาะဘိန်းမီလောက်ကျွမ်းတဲ့ ပေါ်မှာဒီတိုင်းသမိတ်လက္ခဏာများပြတာလားပေါ့နော်စဉ်းစားမိသေးတယ်နော်အဲ့တော့မင်းအောင်လိုက်လေးပြကြမလားဒါမှမဟုတ်လဲဟိုမှာ drone နဲ့ထိမလားဆိုတာတော့ပြည်သူအားလုံးကဒီနေ့မှာအထူးစုထောင်းနေကြတာဖြစ်ပါတယ်နော်โอเคဒီနေ့မှာတက်လာတဲ့သတင်းလေးတွေကိုကျွန်တော်အရေးဆုံးတင်ဆက်ပေးချင်ပါတယ်။โอเคလိုရီတူရှင်သတင်းလေးအရင်ဖတ်ပြပေးပါမယ်နော်။ ထမဆုံးသတင်းတစ်ပုဒ်ကတော့ရခိုင်ပြည်နယ်အတွင်းစစ်ရှုံးလာတဲ့တပ်ပြက်များကိုမြို့တော်စစ်တွေတွင်ပြန်လည်စုဆောင်းထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ဘူးဒီတောင်ရဲ့တိတ်တောင်ပုံနာကျွန်းတန်တွဲမောင်တော်မြို့နယ်များများတပ်ပြက်လာတဲ့စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကိုစစ်တွေတွင်စုထားပြီးခံစစ်ဆင်ခိုင်းထားကြောင်းစစ်သတင်းများသိရပါတယ်လို့ပြောပါတယ်နော်။အဲ့တော့ဘလောက်ပဲသူတို့ခံစစ်ဆင်စင်ပေါ့နော်တပ်ပြက်ပြီးစိတ်ထဲမှာပြက်ပြားသွားတာအားလုံးသိပြီဖြစ်ပါတယ်။အဲ့တော့ဒီအာခတ်တော် A ကိုရှင်တိုက်တိုင်ဖို့ဆိုတာ ဒီတက်ပြတ်ဖွဲ့စည်းရတာလုံးဝမဖြစ်နိုင်ပါဘူးเนาะနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကံကြီးတောက်တွင်ကြေးရအုပ်ချုပ်ရေးမှူးကငွေမပေးလေစစ်မှုထမ်းရမယ်လို့ချင်းချောက်ငွေတောင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့စစ်မှုထမ်းဖို့အကျုံးဝင်သူအားလုံးငွေထည့်နေရတယ်တဲ့မဖြစ်မီတောင်းနေကြတာမပေးနိုင်လို့အကျိုးကြောင့်သွားပြောရလေစစ်မှုထမ်းရမယ်လို့ချင်းချောက်တယ်လို့ဒေသခံတအူးကပြောပါတယ်ဗောနော်ဒီအုပ်ကြီးကိုသွားပြီးမှစုံမဖို့လုပ်နေပါမယ်เนาะနောက်ထပ်သတင်းတစ်ပုဒ်ကလည်းလောက်ကင်တိုက်ပွဲမှာ MMD ထံလက်နက်ချ အလန်ဖျူတာလက်နက်ချခဲ့တယ်တဲ့ဘူဘူးချုပ်အေမီဦးကိုစစ်ကောင်စီကိုရမခတိုင်းမှုအဖြစ်ပြန်လည်ခတ်ရတယ်ဆိုတဲ့သတင်းဖြစ်ပါတော့ဒါကတော့ပထမဦး1027တုံးကပါနော်ဒီလက်နက်ချညံ့ခဲ့တဲ့ဒီစစ်တိုင်းမှုကိုပြန်ပြီးတော့အကြမ်းစစ်ကောင်စီကရမခတိုင်းမှုပြန်ခတ်တဲ့အနေအထားဖြစ်ပါတယ်နော်ကဲကျွန်တော်တခြားသတင်းတွေမသွားခင်မှာအရေးဆုံးမတသေးအေးရဲ့တုံးသက်ချက်လေးကိုအရင်သားအောင်ကြည့်လိုက်အောင်နော်ဟိုတရုတ်ပြည်သူသမရနိုင်ငံပေါ့ရှင်နော်အခုကတော့မြန်မာပြည်သူသမရနိုင်ငံဖြစ်တော့မှာ ်စဉ်းစားကြည့်လိုက်တော့လေအရန်ရှင်းတာဆရာကောင်းတယ်ကျွန်တော်တို့တွေကတော့เนาะပြည်သူလူထုကတော့ပြည်ဝင်ညမှာကိုလည်းကြည့်လိုက်အောင် ော်ဘယ်လိုပဲဖြစ်ဖြစ်ဖြစ်ချင်းဒီမှာပဲပြီးတောက်ခံပေးထားတယ်ဟုတ်လားအလုံးအတန်ပိတ်ဒိဗိတ်ဆိုလည်းတိတ်ပေးရတာပဲအဲ့လေးနှစ်တန်ကြာခဲ့တယ်အတန်ပိတ်ဒိဗိတ်လုံးမယ်ဆိုလို့ရှိရင်ပြည်သူလူထုကဘုံညွတ်တယ်ပေါ့နော်အတန်ဒီတိတ်ပေးတယ်လမ်းဒီမှာလမ်းဆက်ကြအောင်ဟိုဆိုတော့ဒါတွေတိတ်အောင်ပြီးပြီးတော့နောက်ပြီးတောက်ခံရရဆိုခံနိုင်ရတယ်နော်ဒီတိုင်းမှာဟိုတဘောကဘေးအတည်းကြောက်ရောက်နေပဲဟိုပြည်သူတွေကတော်လိုင်းရုပ်အပြည့်မစုံဘူးတော့သူကတော့ပြန်ပြီးအားပေးနေတယ်ကျက်ခါကြောင်ပြည်သူတွေကလောက်တောင်မှဒီနိုင်ချင်လေပေါ့နော်လောက်တောင်ဒီအာနာရှင်တွေကိုချက်ရှုံးစီစီလေလောက်တောင်မှအာနာရှင်ရဲ့လက်အောက်မှာငါချက်တော့ချက်ချာနေနေရတယ်ပေါ့ဒါတော့ ကျမကဒီဘက်မှာပို့လို့နေနော်မြန်မာပြည်မှာဆိုမှမရေဦးပြည်လူတွေကလည်းကြီးကန်စာစားနေတာလေအဲ့ဒါရောတွားလာလာတော့ကတို့တို့ကမလုံခြုံအခုအိမ်ထဲမှာလည်းမလုံခြုံခြံထဲမှာလည်းမလုံဒီမလုံခြုံမှုဒီဒီလိုမျိုးစိတ်ခံစားချက်တွေဖြစ်အောင်ရဆက်ကောင်းစီအမျိုးမျိုးတွေလုတ်ပြနေတာလက်တွေ့လုတ်ပြနေတာပေါ့နော်ဆိုတဲ့ခါကျတော့ပြည်သူတွေကဒီအခက်ခဲတွေရှားကနော်အသက်အန္တရာယ်ရှိရဆိုတာသိသိပြီးပြည်သူတွေကိုနိုင်စေချင်ကြတဲ့စိတ်ဆန္ဒအပြည့်အဝရှိရတယ်။အဲ့တော့လေ တရားရှင်ပြန်ပေးလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှာအရင်ကတည်းကတရားတစ်ခုပဲရှိတယ်။ကျွန်တော်ဘယ်လိုစက်ယုံကြည်ရမှာလဲပေါ့နော်။တိုင်းရင်းသားလက်နက်ကိုင်တွေခေါင်းဆောင်တွေကိုပြောတာနော်ကျွန်တော်တို့ပြည်သူတွေပြောပြီးသူတွေကတော့ရှင်တိုင်းသားလက်နက်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်မြန်မာဒီပမာခေါင်းဆောင်တွေပဲဖြစ်ဖြစ်ပေါ့နော်။ဟိုအကအပေါင်းဆုံးပဲဖြစ်စေချင်ကြတဲ့ဆန္ဒရှိတယ်။ပြီးသူတွေကတော့ဒွေတွေတသားတွေတန်တန်နေပါပဲ။ဘယ်လိုပဲဖြစ်ဖြစ်ဟုတ်လားတိုင်းရင်းသားတွေဆိုရယ်ကိုပြည်နယ်ကိုကိုသိမ့်နေတယ်ဆိုတော့အဲ့ဒီကိုလိုအဲ့ဒါကိုသိမ့်နေတာပေါ့နော်တစ်ချိန်တည်းမှာဘာသာလို့ငါတို့ပြည်နယ်ကိုပဲငါတို့ဟိုအုပ်ချုပ်ပြီးတော့ဟာလားညီမမြန်မာမျိုးတွေနဲ့မြန်မာဟိုပြည်သူကြီးနဲ့အဆက်အသွယ်မရှိတော့ဘူးဆိုတာမျိုးရှိပါဘူးအကုန်လုံးကတသွေးတဲ့ကသားတွေတန်တန်နေဖြစ်ပါတယ်ပေါ့နော် ောက်ဆောင်နေနေနဲ့ကျွန်တော်ပြောချင်တာပြည်သူတွေရဲ့ယုံကြည်မှုရောမစားနဲ့ပြည်သူတွေရဲ့ယုံကြည်မှုမလောက်စားနဲ့ဒါတော့ပြောချင်တယ်ပေါ့နော်ဟိုဒီလက်ရှိကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ယုံကြည်ရမယ်ဆိုတဲ့ဟာကြီးတော့ပြည်သူတွေရဲ့ရှင်ထဲမှာရှိသွားတယ်ပေါ့နော်ဟာတော်လိုင်းကြီးကဘာကြီးလောက်စားတာလားပေါ့တော်လိုင်းကြီးကစီးပွားရေးဖြစ်သွားပြီလားပေါ့နော်ဟိုထင်မြင်ပါစေတာပေါ့ဗျာအဲ့ဒီလေးမှလေခုလာရှုမှဒီ ဒီကိစ္စနဲ့ပတ်သက်ပြီးဒီတိုက်ချက်စာစစ်ဌာနလို့ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒါတွေအများကြီးအများကြီးပြစ်ဆက်ခဲ့ရတယ်။အများကြီးအလေးဟိုအိုးအိမ်တွေပြစ်စီခဲ့ရတယ်။အသက်တွေဆုံးရှုံးခဲ့ရတယ်။အဲ့ဒီတို့ကဟိုဘာဘာပြလုပ်ပြီးမှာအခုပြစ်သွားပြီ။ဘာပြလုပ်ပြီးမှာလဲ။ပြည်အဲ့ဒီဝင်တိုက်ပေးခဲ့တယ်။အခုအလွယ်လေးပြန်ပေးလိုက်တယ်။ဒီဒါအုပ်ဘယ်လိုတောင်းဝန်ယူပေးမှာလဲ။နော်။အဲ့တော့မမတို့အိမ်ကတော့မဒါအကျွေးပါပဲ။ဟုတ်တချင်ချင်းမတော့ဘာဖြစ်လာမလဲဒီ MMA ရဲ့ရည်တည်ချက်မဖြစ်လာမလဲဆိုတော့ကျွန်တော်တို့အနေနဲ့တိကျမခန့်မှန်းနိုင်မယ်ဒါအကျွေးပါပဲပေါ့နော်ဆိုတဲ့အခါကျတော့ဟိုတုံးသက်မိကတော့ကျွန်တော်ပြောပြမယ်ပေါ့ရှင်နော်တို့ဒီ live show ကိုပြန်ပေးလိုက်ရတယ်ဆိုတော့တရုတ်ကပေါင်ပြီးပတ်သက်မှုတရုတ်ရဲ့ပေါင်ပြီးပတ်သက်မှု ငါတော်တော်လေးဒီမှာဖိလဲဝင်ဖြစ်လာတယ်တော်လေးအစည်းမဆောက်ဖြစ်လာတယ်အတွက်ကြောင့်မို့ပြန်ပြီးလိုက်ရတယ်လို့ယူဆလို့ရတယ်ပေါ့နော်တကယ်လည်းဒီလိုဖိနေတာလားကျွန်တော်ဘက်ကတကယ်လည်းဖိနေတာမတရုတ်ကအင်အားသုံးပြီးဖိနေတယ်ပေါ့အဲ့တော့ဘာကြောင့်တရုတ်ကဒီလိုလုပ်သွားနိုင်တာလဲပေါ့နော်ညစ်တပြောင်တိုက်ပြီးဘာလို့ဒီလိုလုပ်သွားနိုင်တာလဲဒီကအချင်းကျောင်းမှာဟိုတိုင်းသားရှင်မျိုးရှိတယ်အချင်းမျိုးလုံးတော်လန်နေကြရပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တကူဘာလို့အပ်နေတာလဲဆိုတော့ဟိုတိုင်းသားတွေအကုန်လုံးကြီးတယ်ဟာဟို မမာတိုင်းရင်းသားအပါအဝင်အကုန်လုံးကတညီတညာနဲ့တိုက်နေကြတယ်အဲ့ဒါလည်းမှန်တယ်ဘုံဘောတူညီချက်တွေဘူဝါဒတွေချမှတ်ထားတဲ့အခြေခံဘူဝါဒတွေလည်းလိုက်နာပြီးတော့ချင်းချင်းကျိတ်ဆက်ပြီးလုပ်နေကြတာမှန်ပေမဲ့ဘောတော့ဘဟုအစိုးရတည့်ရအရှိမို့လို့အတားဒီဘဟုအစိုးရဆိုတာဟုတ်တယ်ဖြစ်နေနော်ဟိုတိုင်းနာရီအဖြစ်ချင်လဲဖြစ်မယ်ပြဿနာမရှိဘူးပြည်သူတို့ကဘယ်လိုပဲဖြစ်ဖြစ်ဘာလို့အစိုးရရှိဖို့လိုလဲအဲ့တော့အခုကအယူကြီးကဒီတော့လည်းရေးစားပြီးဖြစ်တယ်ကအယူကြီးဆိုတာကဒါပြည်သူပြည်လုံးတတ်မှတ်ပြီးတော့ကဒါအစိုးရဆိုပြီးတော့ဒါဟိုရိုက်အစိုးရဆိုပြီးတတ်မှတ်ပြီးတော့လုပ်ကြရတယ်အယူကြီးနေတယ်လည်းအများကြီးကြုံပါပါတယ်ဟိုအယူကြီးကအပြည့်လုံးကဒီ မှာသူတို့ရဲ့အကတိကျွန်တော်နားလေတော့အယူတီလည်းအများကြီးပဲအခုဆိုလို့ရှိရင်ဒေါက်တာဇော်ဝီဆိုးလို့ကတချို့အမကြီးတွေဒီမှာဒီလိုနဲ့ပြန်ရောက်နေတာမျိုးတွေရှိတယ်။အဲ့တော့တင်ယူတီဘက်ကတော့လုတ်တင်တာတွေကိုလည်းလုတ်ထားပါတယ်နော်ဟိုလုတ်တယ်လို့ကျွန်တော်မြင်မြင်တွေ့ရတယ်ပေါ့နော်ပြောချင်တာကလည်းဆိုတော့ဒီဘိုးအစိုးရကိုဟိုအတိမတ်ပြုလက်ခံဖို့အတွက်ဒီတိုင်းလာခေါင်းဆောင်တွေတနက်တိုင်းတိုင်းလာတပ်ဖွဲ့ခေါင်းဆောင်တွေက 对嘛，比如我们说点，好多地话等于他们意思上嘛，你讲的条件实在没从级别度，真他妈的，好啦，我话都有别的，你都有，你都有个等于那个那个的，都有等问题出现咯。但哎，有些也有等问题，施工时也有等问题是不？你等等嘛，你现在是搞不了的，嘛。所以我们要防个啦，要宣嘞，但关键的是吧？哎，你都要适应喽，哎喽。如果所以啊，那要搞的多点的，哎，有些要搞的多点的，他起码路，他差不好嘛。此外，又马路什么不挤什么地段呢？也有问他那个也有问题。 နော်ကျွန်တော်ဒေါ်လာရေးအပေါ်အကြီးကဖြစ်တယ်နိုင်ငံရေးကနောက်မှဒေါ်လာရေးပြီးမှလုပ်လို့ရမယ်ကိစ္စတွေဖြစ်တယ်ဒီနေမီဆုံးကုန်မှုတွေကိုမှအုပ်ချုပ်မှုတွေကနောက်ပိုင်းသူ့အလိုလိုဖြစ်သွားလိမ့်မယ်စင်ပြီးသွားလိမ့်မယ်ပြီးသူကလောကမှာကြီးပြီးသူကအဲ့လိုနေမီကိုသူ့မပေးရဘူးသူ့နေမီမှမပေးရမှနေမီကလာမအုပ်ချုပ်ရဘူးပြီးသူကအရင်ချင်းချင်းမသူ့ကိုပြီးဟာလာဟိုအုပ်ချုပ်ခွင့်ပေးမယ်အဲ့ဒီရဲ့အောက်မှာငင်းရဲစွာနေရရင်လုံလုံသွားနေရရင်စိတ်ချသွားနေရရင်ကျင့်တတ်တယ်ဆိုတဲ့ခါကျတော့ပြည်သူတွေလည်းလုံးဝစိတ်ကအဲ့တိုင်းဖြစ်တယ်ခေါင်းဆောင်တွေအဲ့ဒါကိုသိဖို့လိုတယ်အခုလာရှုပ်ပြင်ပေးလိုက်ရတဲ့ကိစ္စတရုတ်ပေါင်းပတ်သက်နေတဲ့ကိစ္စအဲ့ဒီဟာကဘဟုအစိုးရမရှိတာနော် ။အမလေးမိဖို့အစိုးရဆိုလို့ရှိရင်လက်မိကမလက်ခံထားတဲ့ IUD ဆိုတဲ့တိုင်းတားလက်နက်ကိုင်နေတယ်ဒီဘုံအစိုးရရဲ့လက်အောက်ကနေတွားဖို့ IUD လက်အောက်ကနေတွားမှုဆိုတာတော်တော်လေးကတ်ကင်နေတဲ့ကိစ္စလို့ကျွန်မမြင်တယ်။ဒါအဲ့ဒါတောင်းလျှောက်နေတယ်လို့ဘုံပဲဖြစ်ခဲ့တာနော်။အဲ့တော့ဒီအောက်ကနေတွားနေလို့ဆိုလို့ရှိရင်တွားလို့အချားနေလမ်းရှိလို့လားဆွားနေလမ်းရှိရင်တော့မြေမြောက်ကောင်းဖြစ်ပေါ့ပေါ့ရှင်။ချားနေလမ်းရှိလို့ဆိုလို့ရှိရင်တော့ဒီဘုံအစိုးရနေပဲတွားရမှာပဲ။ကဲဒါတော့ပါသေးသေးရေသုံးသက်ချက်ဗီဒီယိုဖြစ်ပါရနော်အဲ့တော့အားလုံးသိရတိုင်းပဲကျွန်တော်မြန်မာပြည်အခုတော်လိုက်ရေးပါပေါ့နော်တကယ်ဘ ਹੁ အစိုးရလိုမျိုးမရှိတဲ့အတွက်ပေါ့နော်အခုလိုမျိုးတခြားနိုင်ငံတွေကဟိုဖက်ဒီဖက်နဲ့ဖက်နေတဲ့အခြေအနေဖြစ်ပါရနော်အဲ့တော့ဘာပဲဖြစ်ဖြစ်အခုချိန်မှာ MMD ရဲ့ လုပ်ရက်ကတော့အခုချိန်မှာပြည်သူကြားထဲမှာတော်တော်လေးကိုပြောစရာဖြစ်နေပြီးတော့အခု TL နဲ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့လည်းတချို့ဒီသူတို့ရဲ့တုံ့သက်ချက်သူတို့ရဲ့ပြောတဲ့ဟာတွေကတကယ်ပဲပေါ့နော်ပြည်သူနဲ့တိုက်ရိုက်တိုက်တွေ့ခြင်းဖြစ်တဲ့အတွက်ပေါ့နော်ပြည်သူတွေကကြင်နဲ့အားရတယ်ဆိုတာတွေ့ရတယ်အဲ့တော့ဒီ TL နေရဲ့ဒီထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးဒုတိယပိုင်းကိုတင်ဆက်ထားတဲ့ဟာလေးကျွန်တော်နားထောင်ကြည့်အောင်နော်။အောင်မြင်ပြီး Federal Democracy အစိုးရပေါ်ပေါက်လာပြီးမှတိုင်းပြည်ပြည်ပြည်လွတ်တော်ခေါ်ယူပြီးတော့တတ်မှတ်ရမယ်လို့ဘုံမူကြီးတာဗန်လာကဆိုပါတယ်။ ခုသူတို့တိတ်ထားတဲ့မြို့နယ်12မြို့နယ်ကိုသူတို့လောလောဆယ်စီမံအုပ်ချုပ်နေတဲ့နေမြေတွေလို့ပြောသွားပါတယ်။ဒါကလည်းအရေးကြီးတဲ့နိုင်ငံရေးသဘောထားပါပဲ။ပလောင်ပြည်နယ်မှာဗဲမြို့တွေပါတယ်ဆိုတာကိုသူတို့ပလောင်လူမျိုးတစ်မျိုးတည်းကမသတ်မှတ်ပါဘူး။ပလောင်ခေါင်းဆောင်တွေကအကြည့်ပဲမသတ်မှတ်ပါဘူး။ပြည်သူအများကိုစားပြုတဲ့တိုင်းပြည်ပြည်သူလွှတ်တော်မှာဆွေးနွေးဆုံးဖြတ်မယ်လို့ပြောသွားတာပါ။ဒါဟာသဘောထားကောင်းတရက်ပါ။အခုချိန်မှာတော်လိုင်းရဲ့အဖွဲ့တိုင်းကမြို့နယ်တွေများများတိတ်နိုင်ဖို့စူးစမ်းနေကြတာကတော့မျက်မြင်ကိုယ်တွေ့ပါတယ်။ဒါကလည်းဘာနဲ့တူတယ်လဲဆိုတော့အခုကမ္ဘာမှာ New World Order လို့ခေါ်တဲ့ကမ္ဘာလုံးဆိုင်ရာ order အသစ် ေါ်ပေါက်လာဖို့အားပြိုင်နေကြတာတွေ့ရတဲ့အခါမှာအားလုံးကသူ့ထံကလက်ဦးအောင်စူးစမ်းနေကြတဲ့ပုံစံမျိုးနဲ့တွေ့ပါတယ်ဒီလိုအော်ဒါအစ်စ်ပေါ်ပေါက်လာတဲ့အချိန်အော်ဒါအစ်စ်ဆိုတာကတော့ကမ္ဘာအစီအစဉ်အစ်စ်စနစ်အစ်တခုလို့ဆိုပါတော့အဲ့ဒါလိုအစ်စ်ပေါ်ပေါက်လာတဲ့အချိန်မှာနောက်ကျကြံခဲ့ရင်နောက်အခါအော်ဒါအစ်စ်ကအတီဖြစ်သွားတဲ့အခါအခိုင်မာဖြစ်သွားတဲ့အခါမှာပြင်ဖို့ခက်တတ်ပါတယ်နေရာယူဖို့ခက်တတ်ပါတယ်အခုခါမြန်မာနိုင်ငံမှာလည်းနိုင်ငံရေးအော်ဒါအစ်စ်ပေါ်ပေါက်နေတဲ့အချိန်ဆိုတော့နောက်ကျကြံခဲ့ရင်နောက်မှနေရာပြောင်းနေပါတယ်အဲ့ဒါကြောင့် သူ့ထက်ကအလူရဲ့စူးစမ်းနေကြတာဟာသဘာဝကျပါတယ်။အရင်ကဘလောက်ပဲနိုင်ငံရေးလုတ်ခဲ့လုတ်ခဲ့အခုချိန်မှာနိုင်ငံရေးမလုတ်ဖက်နဲ့ခေါင်းဆောင်နေတဲ့သူဟာနောက်အနာဂတ်နိုင်ငံရေးမှာနေရာရဖို့ခက်နေပါတယ်။အရင်ကနိုင်ငံရေးရည်တည်ချက်ဘလောက်ပဲကောင်းခဲ့ကောင်းခဲ့အခုချိန်မှာရည်တည်ချက်မှားတဲ့သူပို့ပြီးတော့ပုံမလင်းလင်းပြောရမယ်ဆိုလို့ရှိရင်တော့စစ်ကောင်စီနဲ့ပေါင်းတဲ့သူတွေဟာအနာဂတ်နိုင်ငံရေးမှာပြည်သူလူထုရဲ့ယုံကြည်လေးစားမှုကိုရဖို့ခက်ခဲပါလိမ့်မယ်။အခုချိန်မှာနိုင်ငံရေးမှားသွားတဲ့သူဟာတတလုံးနိုင်ငံရေးတည်သွားနိုင်ပါတယ်။ TNL သတင်းစာရှင်းလင်းပွဲမှာပြောဆိုချက်နဲ့ပတ်သက်ပြီးတော့ ိုလိုလိုဆွဲပြီးတော့အဓိပ္ပာယ်ဖွင့်နေကြတာတခုလည်းရှိပါတယ်အဲ့ဒါလိုကိုလိုလိုဆွဲပြီးတော့အဓိပ္ပာယ်ဖွင့်တာတခုကတော့စစ်ကောင်စီတောင်းတဲ့အမိုးကုတ်မိုးမိတ်ကြောင်မဲတီဘောနောင်ချုံမြို့တွေကိုလာရှိုးကိုကိုကန့်ပေးလိုက်တယ်လို့မျိုး TNL ကလုံးဝပေးမှာမဟုတ်ဘူးလို့ပြောသွားတယ်ဆိုပြီးတော့တချို့ကသတင်းထုတ်ပြန်ကြပါတယ်အဲ့ဒါဟာမတိကြပါဘူး TNL ပြောသွားတာတွေကိုတိတိကျကျနားထောင်ကြည့်ပါ TNL ပြောသွားတာကအခုအချိန်ထိပေးဖို့မရှိသေးဘူးလောလောဆယ်မှာပေးဖို့မရှိသေးပါဘူးလို့ပြောသွားတာပါ မမကြီးတာပန်လာနဲ့လွေရည်ဦးတို့နှစ်ခါသုံးခါပြန်ပြောပါတယ်အဲ့ဒါလို့ပြောတဲ့ခါတိုင်းမှာအခုချိန်ထိတော့အခုချိန်မှာတော့လောလောဆယ်မှာတော့ဆိုရက်စကားမျိုးတွေခံပြီးတော့ကြတော့ပြောပါတယ်တကယ်လို့စီကောင်စီကဒီ live show မျိုးမှာပြန်မလဲအာအုပ်ချုပ်တလူမျိုးမျိုးငါမျိုးကိုပြန်လဲကမ်းလှမ်းလာရင်ကျမတို့ကလက်ခံပါလားဆိုတဲ့ဟာကတော့ဖြေကြားချင်တာကတော့အလက်ရှိအချင်းဒီဒီတောက်ဆိုချက်ကကျမတို့ဘက်ကတဘောတူတာမျိုးမရှိသေးပါဘူး အာမဟုတ်ပေးနိုင်မလားဗာပေးပေးနိုင်မလားဗာလည်းမျိုးတော့လောဆယ်အဲ့လည်းမျိုးမရှိသေးပါဘူးဒါကိုကျွန်တော်တို့တိတိကျကျအတိတ်ပဲဖွင့်ဖို့လိုပါတယ်သူတို့ပြောတဲ့စကားအရသူတို့မှာဒီမျိုးတွေကိုမျိုးငါးမျိုးကိုပြန်ပေးခြင်းနဲ့ဆန္ဒမရှိဘူးဆိုတာကိုအထင်ရှားဖော်ပြပါတယ်ဒါပေမဲ့သူတို့ထည့်ပြောတဲ့အခုချိန်ထိအခုချိန်မှာလောလောဆယ်တော့ဆိုတာတွေကိုကြည့်မယ်ဆိုရင်သူတို့ဟာမပေးဘဲနဲ့တောင့်ခံနိုင်မှာမလားဆိုတာသိမသိကြဘူးဆိုတဲ့အတိတ်ပဲထွက်နေပါတယ်ဒါအပြင်ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုကိုတောင့်ခံတဲ့သဘောထားမျိုးလည်းမြင်တွေ့ရပါတယ် တရုတ်ရဲ့ဖိအားကိုသူတို့ကရှင်းရှင်းလင်းလင်းပဲထုတ်ပြောပါတယ်ပြည်သူလူထုသိအောင်သူတို့အကြက်တဲကိုတတ်နိုင်သလောက်ထုတ်ပြောပါတယ်ဒါဟာပြည်သူလူထုရဲ့ထောက်ခံအားပေးမှုကိုတောက်ခံတာပဲလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ပြီးတော့ကိုကတ် MNDAA နဲ့ TNLA မတူကွဲပြားတဲ့အချက်တချို့ကိုလည်းသတိထားမိပါတယ်ကိုကတ် MNDAA က NUG အစိုးရနဲ့အဆက်အသွယ်မလုပ်ပါဘူးတရုတ်အကျိုးစီးပွားကိုကာကွယ်ပါမယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်ပြီးတော့ပြောပါတယ် TNLA ကအဲ့ဒါတော့မပြောပါဘူး ျွန်တော်တို့ TM Media သတင်းတော်ကိုမျိုးညီညီကသတင်းစာရှင်းလင်းပွဲမှာ NUG နဲ့ TNL ရဲ့အနာဂတ်ဆက်ဆံရေးကဘာဖြစ်လာမလဲလို့မေးခွန်းမေးခဲ့ပါတယ်။ဒါကို TNL ကတိတိကျကျပြက်ပြက်ပါပါမဖြေပေမဲ့ရေဘူးရသဘောထားကိုပြောသွားပါတယ်။တော်လိုင်းရဲ့အဖွဲ့အားလုံးကိုမဟာမိတ်လို့သဘောထားပြီးတော့ဆက်ဆံခဲ့တယ်။နောက်မှလည်းအဲ့ဒါလိုသဘောမျိုးနဲ့ပဲဆက်ဆံမယ်သဘောထားမပြောင်းလဲဘူးလို့ဆိုပါတယ်။ကျွန်တော်တို့မေးတဲ့မေးခွန်းကတရုတ်ဖီအားကိုသူတို့ဘလောက်တောက်ခံနေတယ်လဲဘလောက်တောက်ခံရတယ်လဲဆိုတာကိုပြည်သူအများသိစေချင်လို့မေးတဲ့မေးခွန်းတစ်ခုလည်းဖြစ်ပါတယ်။ တယောက်က NUG နဲ့မပတ်သက်စေချင်ဘူးဆိုတာအထင်ရှားပါပဲဝါတို့ကိုကန့်တို့ NUG နဲ့မဆက်ဆံဘူးအတီလင်းပြောထားတာတွေရှိပါတယ်ဒီလိုအချိန်မျိုးမှာ TNL ဘာပြောမလဲဆိုတာကိုပြည်သူတွေသိစေချင်လို့မေးပေးတယ်မေးခွန်းပါသူတို့ရဲ့အဖြေကိုကြည့်မယ်ဆိုလို့ရှိရင်တယောက်က PR တွေအကြီးကျယ်ပေးနေပေမဲ့ကိုကန့်ကိုနိုင်ကျင့်တော့တော့ TNL ကိုနိုင်ကျင့်လို့မရဘူးဆိုတဲ့သဘောမျိုးမြင်တွေ့ရပါတယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့တရုတ်ပေါ်မိကိုအားထားမှုအတိုင်းတာမတူလို့ပါကိုကန့်ကိုတရုတ်ကဖြတ်ငါးဖြတ်လို့တော့ကိုကန့်ပြည်သူတွေအကြီးကျယ်တစ်ခွက်ရောက်ပါတယ် TNL ကိုဖြတ်ငါးဖြတ်လောက်ရင်ထိခိုက်နစ်နာမှာမှန်ပေမဲ့ကိုကန့်လောက်တော့အခြေအနေဆိုးမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကိုကန့်အညံ့ခံတယ်လို့ TNL ကအညံ့ခံလိမ့်မယ်မဟုတ်ဘူးလွယ်လွယ်နဲ့တော့အညံ့ခံလိမ့်မယ်မဟုတ်ဘူးလို့ရေပုံရတွေးလို့ရပါတယ်ဒါပေမဲ့တရုတ်ရဲ့ဩဇာကကြီးပါတယ်တရုတ်မှာတခြားနိလန်းတွေရှိနိုင်ပါသေးတယ်တခြားနိနဲ့ပြားထပ်ပေးတာတွေရှိကောင်းရှိနိုင်ပါသေးတယ်အဲ့ဒါကြောင့် TNL ကမြို့၅မြို့ကိုဘယ်တော့မှမပေးဘူးဟေးလို့ပြက်ပြက်သားသားမပြောနိုင်တာပါ TNL နဲ့မြို့၅မြို့ပြည်သူတွေကိုတနိုင်ငံလုံးကပြည်သူတွေက ဝိုင်းရထောက်ခံပေးဖို့လိုနေပြီလို့ယူဆပါတယ်ခင်ဗျာကဲဒါတော့เนาะ TL နဲ့ဒီသူ TL တိတ်ဆိုင်မြို့ငါမြို့ကိုပြန်တောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါ TL တခုတည်းရဲ့အရေးခင်းမှုတွေကိုအခုအပီသူအားလုံးကပါဝန်ဝင်တားဆီးကြဖို့เนาะအဲ့ဒါမှပဲဒီ ဒီတရုတ်ကြီးရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုနောက်ဆက်နောက်ဆက်မှုကိုပေါ့နော်အဲကာကွယ်တားဆီးနိုင်မှာဖြစ်တယ်ဆိုတော့30ပြေးထားဖြစ်ပါရဲ့နော်အဲတော့တရုတ်ကြီးကတော့နော်ဘလို့ညံညံနဲ့ထုတ်ပြီးတော့ဘလို့နီးနဲ့ထပ်ပြီးတော့ကြောက်အောင်လဲတော့မသိဘူးပေါ့နော်ဒါပေမဲ့သူကတော့သူတို့ကတော့ဒီဂျမစ်ကောင်စီဘက်ကိုရက်ပြီဆိုတော့မရရအောင်တော့သူတို့လှုပ်မှတေးကြတယ်ဒါပေမဲ့လည်းတေးကြတာကတော့ TIA လေးကပြည်သူနဲ့ပူးပေါင်းနေဆိုရင်တော့ဒီတရုတ်ရဲ့အခက်အခဲကိုတော့ကျော်လွှားနိုင်မယ်ဆိုတာတော့ယုံကြည်ပါရဲ့နော် ော်ကဲတစ်ဖက်မှာလဲပေါ့နော်အခုဆိုရင်ကရင်ပြည်ဖက်မှာချက်မစစ်ကောင်စီကစစ်တိုက်တာကိုရိုးရိုးမတိုက်တော့ဘဲနဲ့ဒီအစိတ်ဘုံတွေကျဲကြတော့မကဘူးအခုချောင်းမြောင်းနေတဲ့မှာပေါ့နော်ဒီအစိတ်ခတ်ပြီးမှဒီငားတွေတေတဲ့ဗီဒီယိုဖိုင်တွေဓာတ်ပုံဖိုင်တွေအွန်လိုင်းမှာပြည့်နေတာအားလုံးလည်းသိရှိပြီဖြစ်ပါရဲ့နော်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ရဲဘော်ရှန်လေးပြောတာနားထောင်ကြည့်လောက်နော်ဟိုနိုင်ငံမှာဒါနိုင်ငံတကာကပိတ်ပင်ထားတယ်ဒါတို့အစိတ်တင်ဘုံတွေပြီးတော့နှစင်ခွဲတက်စတာဘုံတွေမီလောင်ဘုံတွေပြီးတော့ဖြားပြင်းတဲ့လက်နက်ကြီးတွေနဲ့ ်ကျွန်တော်ပြည်သူဘင်ကို နေစီရက်ဆက်ဘုံကျဲတက်ဖြတ်နေတာကို ကျွန်တော်တို့အားလုံးသိရှိခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ဒီစီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေလည်းသိတယ်ကျွန်တော်တို့ပြည်သူတွေလည်းသိတယ်တကဘာလုံးကလည်းသိပါတယ်ဆိုတော့ဒီအကျိုးဆက်ကိုသူတို့တွေတေချာပေါက်ခံစားရမှာဖြစ်ပါတယ်ဒါဟာပထမအဦးဆုံးကျွန်တော်ဏိဒန်းအနေနဲ့ကျွန်တော်မိဘတွေအတိပေးလိုက်တဲ့စကားဖြစ်ပါတယ်တေချာပေါက်သူတို့တွေအကုန်လုံးခံစားရမှာဖြစ်တယ် အကြံဖက်စစ်တပ်ကလေဖဲတွေရောလေဖဲနဲ့ပတ်သက်တဲ့မိသားစုဝင်တွေရောထောက်တိုင်တွေရောပြီးတော့အကြံဖက်စစ်ခွေးတက်ကြီးရေလေအကြံဖက်အကုန်လုံးတေချပေါသူတို့ဒီပြစ်ဒဏ်တွေကိုခံယူရမှာဖြစ်တယ်ကိုလဲကြရင်တော့ခံနိုင်ရှိအောင်ဝင်ထားဖို့တော့လိုတယ်ဒီနေ့မှာကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာဟာလက်ရှိဘုံတက်ပြတ်မှုတွေထက်အစား မတန်ဆိုးတဲ့ကျွန်တော်အများပြည်သူ သုံးဆွဲနေတဲ့ချောင်းမြောင်းပြီးတော့ဆယ်တွေရေကန်တွေကို ကျွန်မဖက်စစ်ခွေတက်ကအစိတ်ထဲ့တော့အောက်တိုင်းကြောက်ရအောင်နော်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒါကျွန်တော်ဒီတဘောကတန်စရတ်တွေကိုဖြက်စီးလိုက်တဲ့ပုံစံမျိုးလဲမှန်တယ်ပြီးတော့အလွန်အင်မတန်ရက်ဆက်ရုပ်မာတွေဆိုတာကိုကျွန်တော်တို့ဒီကနေ့ထပ်မံပြီးတော့တွေ့လိုက်ရတာဖြစ်တယ် ဆိုလိုချင်တာကသူတို့ဟာစစ်ကိုစစ်နဲ့တူအောင်တကယ်ကိုမတိုက်တတ်တော့တာကျွန်တော်ပြည်သူ တွေကိုပဲသူတို့တွေဥတီချက်ရှိရှိနဲ့တက်ဖြတ်နေတယ်အခုစဲတွေတဲကိုချောင်းကန်တွေတဲကိုသူတို့တွေအစိတ်တွေထည့်ထားတယ်အဲ့တော့အဲ့ဒီမှာရှိတဲ့ငါးတန်ရာဇာတာပစ္စည်းကျွန်တော်တို့တတ္တဝါတွေတည်ကြည်ပစ္စည်းကြီး ဒါရင်ပဲလားမဟုတ်ဘူးအဲ့ဒီချောင်းရည်အဲ့ဒီမြောင်းရည်အဲ့ဒီဆဲရည်ကိုတောက်ခဲ့တယ်ရှိရှိသမျှတော့တရိတ်ဆန်တွေလူတွေပါအစိတ်သိမ့်ခံစားနေရပါတယ်ဟုတ်ပြီဒီကနေ့မှာဒါကင်းဒီတစ်ဖက်ဝင်နေထုတ်ပြန်ကြီးညာချက်လေးကိုအရင်ဆုံးကျွန်တော်တင်ပြပေးပါမယ်ပြင်းပြန်နေတဲ့မိုးပြဲမြို့တိုက်ပွဲအတွင်းမှာကျွန်မဖက်စစ်တက်ကနေပြီးတော့အစိတ်ငွေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် ကင်းဒီပြည်နဲ့မိုးပြင်းမြို့မှာကျွန်တော်တို့ဒါတိုက်ပွဲတွေပြင်းထန် နေပါတယ်အဲ့ဒီတိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကိုအစိမ့်ဝေဘုံကျဲချပြီးတော့ကျွန်တော်တို့ပြည်သူကိုရဲဆက်ဆက်တပ်ဖြတ်ပြနေတဲ့အကြောင်းကို KNDF စစ်ဗျူဟာအမှတ်၁ကဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်ဆိုတော့သူရဲ့ထုတ်ပြန်ကြေညာချက်မှာဘာတွေပါလဲဆိုရင် လက်ရှိချိန်မှာကျွန်တော်ဖက်စစ်တက်ကလက်နက်ကြီးတွေရောဒရုန်းတွေနဲ့နေ့စဉ်ရက်ဆက်ဒါထိုးစစ်ဆင်နေပြီးတော့လေကြောင်းကနေပြီးတော့အစိမ့်ငွေဘုံတွေပါအုံပြူတိုက်ခိုက်နေတယ်လို့ထုတ်ပြန်ကြေညာချက်မှာတွေ့ရှိရတာဖြစ်တဲ့မိုးပြဲမှာရှိတဲ့ဘလူးချောင်းတဲကိုအကျန်းဖတ်မင်းအွန်လိုင်းဦးဆောင်တဲ့ကောင်တွေဟာအစိတ်ရည်တွေလောင်းထဲထားတာရှိနေတယ်လို့ KNTF စစ်ဗျူဟာအမှတ်တကတာဝန်ရှိတဲ့သူကထုတ်ပေါ်ပြောဆိုလာတာပါ ဆိုတော့ဒီသတင်းကိုကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာကျွန်တော်လူမှုအင်ဆိုရှယ်ဆာမျက်နှာအထက်မှာတွေ့ရပါတယ်ကျွန်တော်မြင်ပါကဲโอเคဒါတော့ရေဘော်ရှန်လေးတက်ဆက်ထားတယ်သတင်းမီဒီယိုပဲဖြစ်ပါတယ်เนาะအဲ့တော့ကြားတဲ့အတိုင်းပဲအချမ်းပဲစစ်ကောင်စီရဲ့လှုပ်ရက်ကတော့ဘလို့မှလက်ခံနိုင်ဖွယ်မရှိပါဘူးเนาะကဘာမှာဒီရက်ဆက်ဆုံးကြမ်းတမ်းဆုံးလှုပ်ရက်တွေနဲ့ဒီရေထဲကိုစိတ်ခတ်တယ်ဆိုတာမျိုးတွေလှုပ်ဆောင်နေဖြစ်ပါတယ်เนาะအဲ့တော့ဒီအချမ်းပဲစစ်ကောင်စီကတော့မင်းမင်းပြုတ်လို့မရတော့ပါဘူးเนาะ ကဲတစ်ဖက်မှာလဲပေါ့နော်ဒီ TLA ရဲ့မြို့ငါမြို့ကိုပြန်မပေးသေးဘဲနဲ့ဂျပန်စစ်ကောင်စီကိုဒီဆွေးနွေးပွဲမှာညှိနှိုင်းတဲ့အိဆာနဲ့ပတ်သက်ပြီးအစီအမံဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပေါက်ကွဲနေတယ်ဒီကျော်ဆိုးဦးတကောင်ကိုဒီ line ပေါ်တက်ပြီးတော့နှုတ်သီးကိုဖျက်ရထားတယ်ကိုစီးရဲ့ဘီလိုတစ်ချက်လောက်တော့ကြည့်အောင်နော်တရုတ်ကိုအစိုးလှန်ပြပါတယ်ဆိုပြီးတော့လောင်နေတဲ့ဘောမှကျော်ဆိုးဦးရဲ့ဗီဒီယိုဖိုင်တွေကိုပြင်ရှင်လုပ်ရှင်ပါတယ်နော်လက်ရှိဂျပန်စစ်ကောင်စီက သူတို့ပါဝါတဲ့နယ်မြေတွေကိုပြန်တိုက်ယူလို့မနိုင်တော့တဲ့အချိန်ကျတော့တရုတ်ကိုဖင်သွားခံပြီးတော့နယ်မြေတွေကိုပြန်တောင်းခိုင်းပါလေပထမဆုံးအနေနဲ့လာရှိုးမြို့ကိုတရုတ်ကိုဖင်ခံပြီးတော့ကျွန်တော်ခင်တိုက်တဲ့လောက်ချပါပြီးရင်လာရှိုးကိုပြန်တောင်းပေးပါဆိုပြီး MNDAE ကြီးကနေလာရှိုးကိုတောင်းပြီးပေးတယ်အခုတခါထပ်ပြီးတော့ TNNA ရှင်ကနေထပ်တောင်းတဲ့အချိန်မှာ TNNA ရဲ့လုံးဝမပေးဘူးလို့ပြောလိုက်တဲ့အချိန်မှာစစ်တပ်ထောက်ခံတဲ့ Standard Army မဟုတ်ဘဲနဲ့နော်တံတောင်းစား Army ထောက်ခံတဲ့ကောင်တွေကဆွတ်ဆွတ်ထခုံတော့ဗောနော်အခုအဲ့ဒီနေရာမှာ ဘောမှသူ့တူတော့မီဒီယာလို့ပြောတယ်ဒါပေမဲ့သူများစောက်နေပြောတဲ့အဆင်မဲ့ရှိတယ်ကြော်စိုးဘူးဘာတွေပြောထားဆိုတာကျွန်တော်တို့လိုက်ကြည့်ပါပါနော်ကဲလောက်ပါအောင်ကွာကျွန်တော်ပြောဖို့စပီးတင်ပြပေးချင်ပါလေဒါကတော့ဒီ TNA လေးနေနေကုန်းချောမဲ့အခြေအနေပါအဲ့တော့ TNA လေးကပြီးခဲ့တဲ့အဲမေလာလေးရနေ့ကသူတို့ဒေသရှင်လေးဘွဲတွေလောက်တယ်ဒေသရှင်လေးဘွဲတွေလောက်ပြီးတော့သူတို့ရဲ့ရည်တိချက်ကိုတရားဝင်ထုတ်ဖို့ပြောဆိုတယ်အဲ့မှဆိုရင်နံပါတ်1သူတို့ထိချုပ်တဲ့နေမြေကိုလုံးဝပြန်မပေးဘူးအဲ့တော့မိုးအဲ့တော့မိုးကုတ်တို့ဗျာဒီရှမ်းမြောက်မှာရှိတဲ့မြို့တွေပြီးရင်ကျွန်တော်တောင်ချိုးဘောဗျာစသဖြင့်အဲ့ဒီမြို့တွေအားလုံးကို တမျိုးမှပြန်မပေးဘူး။နံပါတ်1မျိုးမှပြန်မပေးဘူး။တရုတ်နိုင်ငံကလည်းမြန်မာရေးကိုဝင်အောင်ဆော့ပလတ်နေမှုသူတို့လက်မခံဘူး။တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံကိုထားရတဲ့သဘောထားကိုသူတို့ဆန့်ကျင်တယ်။တော့တနည်းအားဖြင့်သူတို့တရုတ်ကိုဆန့်ကျင်တယ်ဗျာ။တရုတ်စကားကတော့နားထောင်စာမလိုတော့ဘူး။တရုတ်မင်းတို့ဘာပဲညာပဲပေါ့ဗျာ။ပစိုးလန့်ပြလိုက်တာပေါ့။တရုတ် TNN အဲ့လိုဆန့်ကျင်တယ်ဆိုတော့အဲ့ဒီ TNN တွေထုတ်ပြန်တဲ့သဘောထားအလုံးကမြန်မာပြည်သူလူလူအများစုနဲ့ခတ်တူကြလားမကြဘူးလား။ခမင်းစားတဲ့လူတိုင်းတီးပါလေ။နော်။လက်ရှိ တင်အနေတိန်းထားတဲ့နယ်မြေကိုပြန်လဲပေးရမယ်ဆိုတဲ့အရာကသူအတက်တွေတွေးတွေချွေးတွေရင်းပြီးတိုက်ထားတာပြည်သူတွေကအဲ့ဒါလိုတိုက်လို့ပဲ TNN နေဆိုတာကိုနော်တအောင်းနေပြည်သူတွေမဟုတ်ဘူးတနိုင်ငံလုံးရှိတဲ့ပြည်သူအားလုံးကအားပေးခဲ့တာတက်တော့ညာနှစ်ခုစစ်စစ်ရင်းနဲ့ပြက်ပြက်တတဒီအာနာတိန်းထားတဲ့အချမ်းဖက်စစ်ကောင်စီကိုတိုက်လို့အားပေးခဲ့တဲ့ TNN ကိုအဲ့တော့ TNN ကလည်းမဟာမိတ်တွေနဲ့အတူတူသူ့ရဲ့ TNN ရဲဘော်တပ်သားတွေအတက်တွေကိုရင်းပြီးတိုက်ထားတာအဲ့ဒီနယ်မြေရဖို့အတွက် ်အလကားရကနာတခုမှမပေါဘူးတွေးတွေချွေးတွေရင်းပြီးတိုက်ထားတဲ့နယ်မြေเนาะပြန်ပေးလိုက်ဆိုတာနဲ့ပြန်ပေးရမှာလားနောက်တစ်ခုကပြန်ပေးလိုက်လို့ပြောတာလည်းဘယ်ကောင်ကပေးခိုင်းတာလဲပြည်သူကပေးခိုင်းတယ်ဆိုရင်တရားအန်တွေနဲ့နာခံလိုက်မယ်ပြည်သူကပေးခိုင်းတာမဟုတ်ပြည်သူကပြန်ပေးမှဆိုလို့စဲနေကြတာပြန်ပေးခိုင်းတာကဘာမဆိုင်ညာမဆိုင်သူများနိုင်ငံကအစိုးရတရက်ကလာပေးခိုင်းတာဟမ်မင်းတို့စောက်ရက်မရှိမင်းတို့ပြောတော့ပြပအာကိုပစိရုပ်ဆိုကိုမေကိုလိုးတွေမင်းတို့ပါစကပြောထားတာဟမ်မင်းတို့မရှက်ဘူးလား မင်းတို့ယောက်ျားမဟုတ်ဘူးလားမင်းတို့ပါဇက်ကဖာရမဖိနေမဝင်ကြည့်ထွက်ချင်အခုတမျိုးတော်ကြတမျိုးတောက်ကြိုင်အမျိုးပါတာတောက်ကြိုင်ဒီဘအာကိုမင်းတို့အော်ကျင်နေအော်မင်းတို့လိုအပ်မင်းတို့ကောက်ကဲဆွဲသုံးလိုက်တယ်ဟမ်မင်းတို့တွေကတကယ်ဖာရဖိနေအောင်တန်ဖို့မရှိတဲ့ပါဇက်တွေမင်းတို့ကိုးဝယ်တဲ့စစ်ဘုံဂျုတ်တွေကစပြီးတော့မင်းတို့ထောက်ခံတဲ့ကောင်တွေတိမင်းတို့ပါဇက်ပေါက်တယ်မင်းတို့ကြည့်ကျော်စိုးဦးလို့ဆိုမင်းတို့အာနာစသိန်းကစားမင်းတို့တင်ခဲ့တဲ့တည်င်းတွေမင်းတို့ပြန်နာထောက်ခြင်းဟမ်မင်းတို့လေတလုံးမိုးတလုံးပြောခဲ့တဲ့တည်င်းတွေဟမ်ရှက်လို့လဲသေးလို့ရတယ်ရှက်တယ်ဟုတ်တယ်ဟုတ်တယ်ကျန်စပြောလိန်ညာလက် တည်လိန်ညာလည်းနေတာမဟုတ်နော်သူတို့ဒီအန်လေးကပစိုးလန်ပြလိုက်တယ်ဒီလက်တက်ကနေအဖွဲအားလို့တရုတ်နဲ့မကင်းတရုတ်ရဲ့တရုတ်နဲ့မကင်းရမကင်းချောင်းနေပဲလက်ရှိတော့ကျွန်တော်တို့ဒါဒီအန်လေးကတော့တရုတ်ကိုပစိုးလန်ပြလိုက်တယ်မကင်းတာသူ့အပနော်မကင်းတာသူ့အပပစိုးလန်ပြလေသူ့အပကိုလန်ပြတာတကယ်တော့ပစိုးလန်ပြလိုက်တယ်သူအားသေးနေတာဒီဟန်အန်လေးတရုတ်ကိုပစိုးလန်ပြလိုက်လို့ထက်တယ်သူအားသေးနေတာနော်ဟမ်အော်ဒုက္ခပဲဒီကောပြီးတော့ကျွန်တော်တို့ဒီ TNL ရဲ့မဟာမိတ်တွေက MMDA ဝရူအက်စဒါက တည်နေလေးမဟာမိတ်အဲ့တော့တရုတ်ရဲ့မဟာမိတ်လည်းဖြစ်တယ်တရုတ်ရဲ့မွေးစားသားတွေကလည်း WA MMD အဲ့တော့ဒီ MMD က MMD ကတရုတ်ကိုတော့သူတို့ကပစိုးလံပြလိုက်တယ်ပစိုးလံပြလိုက်တယ်ပဲလက်ပြီးလက်မောင်းတန်းပြလိုက်ပေါ့ဒါဆိုရင်တရုတ်ရဲ့မဟာမိတ်တွေဖြစ်တဲ့ WA နဲ့ MMD ကရောဘယ်လိုသဘောထားရှိလဲဒါကကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ TNL ကတော့ရှင်းတယ်သူတို့တိုင်းသားတွေမျိုးတွေတမျိုးမှပြန်မပေးဘူးနံပါတ်1 တရုတ်ကမြန်မာအိမ်မှာဝင်ရောက်စွပ်ပတ်မှုကိုသူတို့လောကလက်မခံဘူးကန့်ကွက်တယ်ဆန့်ကျင်တယ်တရုတ်သဘောတော်ကိုဆန့်ကျင်တယ်နံပါတ်3စစ်ကောင်စီချုပ်ငင်းကြီးပေါ့ဗျာသူတို့ကစစ်ကောင်ချုပ်ချုပ်ငင်းကြီးပေါ့တနည်းအားဖြင့်ကျွန်တော်တက်မလို့ချုပ်ငင်းကြီးနားဆက်ကချုပ်ငင်းကြီးပေါ့ဗျာသူတို့ကြွေးကြော်တာပေါ့အဲ့ဒီကသူတို့ဆက်လက်ပြီးတော့တိုက်ပွဲဖော်ဆောင်မယ်နောက်ကဒီနေ့အချိန်ထိတော်လိုင်းအင်အားစုတွေရဲ့ဘယ်တက်ရင်ဖြစ်ဖြစ်တက်မတော်ချုပ်ငင်းကြီးဆိုတဲ့စကလုံးကိုဘယ်သူမှမတုံခဲ့ပါဘူးတက်မတော်ချုပ်ငင်းအောင်လည်းဘယ်သူမှတိုက်မယ်လို့မပြောထားတာမရှိပါဘူးနော်အဲ့ဒါဟာဘာလဲဆိုတော့စစ်တက်မတော်ဓာတ်တွေအနေနဲ့ တော်နိုင်အင်အားစုချမ်းမှာရန်တိုက်တဲ့စကလုံးကိုတုံးမှုအတွက်စစ်ကောင်စီဒီအာဏာရှင်ထောက်တိုင်ထောက်ခံနေတဲ့ကောင်တွေကအဲ့စကားဟောက်တုံးတာအဲ့တော့လက်ရှိတိုက်နေတဲ့တော်နိုင်အင်အားစုအားလုံးကနော်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကိုတိုက်တာတပ်မတော်ဆိုတော့တိုင်းပြည်တွေရှိရမယ်မရှိလို့မရဘူးအဲ့ဒီတပ်မတော်ကိုပြတ်ဝအောင်တိုက်နေတော့တရားမှမရှိဘူးဘယ်ဖွဲ့စည်းမှလည်းမရှိဘူး ဒါပေမဲ့စစ်တပ်ထောက်ခံတဲ့ကောင်တွေကအခုလိုမျိုးဖာကြပြီးတော့စကားကိုဘလောင်းမနေပြီးတော့တတ်မတော်ချုပ်ငင်းကြီးတို့မတိတတ်မတော်သားတွေတို့နောက်ပအောင်လို့အာငါတို့တတ်မတော်ချုပ်ငင်းဆိုဘူးမတိဗမ်မတိတတ်စစ်တဲ့ကောင်တွေအာငါတို့တတ်မတော်ချုပ်ငင်းကြီးငါပြချမောက်ပါရဲ့အဲ့ဒီအကွက်ဖြစ်အောင်လို့နှတ်ချတယ်อืมမှန်ပဲကြောက်ကျွန်တော်ပြောစကားမှားလားမှန်လားတတ်မတော်ချုပ်ငင်းကြီးဆိုရင်တိုက်တဲ့ဟာရှိတာအဲ့လားပဲနော်ဒီကောင်တွေဖာကြတဲ့ဟာကိုလက်တွေ့ပြတယ်ဒီကောင်တွေဗီဒီယိုဖိုင်ကိုကျွန်တော် reason လုပ်တယ်ဆိုတာကအဲ့လား တော့ကျွန်တော်တို့မဖြစ်စေချင်ဘူးတနည်းအားဖြင့်ကျွန်တော်တို့ပန်းကြလဲစားတယ်ကွာခေါင်းကြလဲစားတယ်ဆိုရင်တော့မကောင်းအော်အဲ့တော့ဒီတရုတ်နိုင်ငံအနေနဲ့လဲကျွန်တော်လက်ရှိဒါကချေဒူးတွေဒါတက်မှာ KI နဲ့ပူပေါင်းပြီးတော့မြေချတတ်ထုထုံနေတဲ့ကိစ္စတွေတရုတ်နိုင်ငံနဲ့ကျွန်တော်ရက်ဆိုင်မှုလို့တယ်ပြီးတော့ကျွန်တော်တစ်ဖက်တစ်ဖက်ကျွန်တော်တို့ဒီ KI ရဲ့ KI ဂိတ်ကနေပြီးတော့ကျွန်တော်ထွက်နေတဲ့နီလန်မျိုးစုံနဲ့ထွက်နေတဲ့ကြောက်စိမ့်တွေတက်တယ်ဦးလဲတရုတ်အစိုးရအနေနဲ့ကျွန်တော်ထိန်းသိမ်းနိုင်မှုလို့တယ်အဲ့လိုမှသာလဲကျွန်တော်တို့ဒါအဲ့လိုထိန်းသိမ်းမှသာလဲကျွန်တော်တို့ဒီမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအကျိုးစီးပွားကိုလည်း တရုတ်နိုင်ငံကအိန္ဒိနာချင်းကောင်းပြည်သားစွာကာကွယ်ပေးရလဲရောက်ပါတယ်ဒါကိုလည်းကျွန်တော်တရုတ်နိုင်ငံကဒါကျွန်တော်တို့အလေးနဲ့ထားပြီးဆောင်ပေးနေကြပါတယ်အဲ့တော့ဒီသတင်းပြန်ချောင်းမယ်ဆိုတော့ကျွန်တော်တို့တရုတ်တရုတ်နိုင်ငံကို DNL ကတော့ကျွန်တော်တို့တော်တော်ကြီးကိုကျွန်တော်စော်ကားမော်ကားတော့လုတ်လိုက်ပြီလုတ်လိုက်ပြီလုတ်လိုက်ပြီဆိုတော့ DNL ရဲ့အခြေအနေ DNL မဟုတ်ပါငါမေးပါဦးတရုတ်နိုင်ငံကို DNL ကစော်ကားမော်ကားလုတ်လိုက်ပြီဆိုတော့တရုတ်နိုင်ငံအချုပ်အခြာအာဏာကို DNL ကသွားလုပ်ထားတာပါရှင့် အပတ်ပဲတရုတ်နိုင်ငံသားတွေထိခိုက်နေတာကို TNL ကတောက်ထားတာပါရှိတယ်မင်းဘာလူလူအတီးတန်းမရှိတော့တာကြော်စိုးဘူးလက်ရှိ TNL ပြောတဲ့စကားချင်းတူသိန်းသားနဲ့မဲမြေပြန်မပေးနိုင်ဘူးဒီနိုင်ငံထဲမှာ तू ကဒီနိုင်ငံတိုင်းနဲ့လက်နက်ကင်တပွဲဒီနိုင်ငံမျိုးတူသိန်းသားတာနော်မင်းတို့အာဏာသိမ်းတာစစ်ကောင်စီချက်ပြန်တိုင်းထားတာပြည်သူစံနာအရာအဲ့ဒါကိုပြန်မပေးဘူးပြီးလို့ရှိရင်အာမရှင်အမြင့်ပြတ်တဲ့အထိနော်တော်လိုင်းအရာစုတွေနဲ့ပြည်သူစံနာအတိုင်းပူးပေါင်းသွားမယ် နော်တရုတ်နိုင်ငံရဲ့အခုလိုမျိုးဘက်လိုက်မှုအာဏာသိမ်းထားတဲ့စစ်ကောင်စီရဲ့အသက်ဆိုးရှည်ရေးကိုလာရောက်ဆွတ်ဖက်နေမှုကိုလက်မခံဘူးဒါပြည်သူအလုံးရဲ့စာနာတတ်ထက်သေးပဲလေမှန်ပဲလေတရုတ်နိုင်ငံစော်ကားတာဘယ်နေရာရှိတယ်တရုတ်နိုင်ငံလာစော်ကားတာကိုမခံတာပဲရှိမခံတာပဲဟုတ်တယ်အဲ့ဒါကိုမင်းတို့ကတရုတ်နိုင်ငံစော်ကားတယ်ဆိုတော့ဒီနွားတွေကသမင်းစားပြီးကြီးတာကလူဘယ်လိုပုံစံလူဖြစ်လာတရားမှုမတရားမှုဆိုတာမင်းတို့ဘဝမှာမင်းတို့ဘက်ကိုပါမှတရားတာလားစဉ်းစားကြည့်စဉ်းစားကြည့်မင်းတို့ TNN ကိုမကြိုက်တာတခုတည်းနဲ့တည်း TNN ကတရားကိုစော်ကားဆိုစကားကိုပြောရဲတာ မင်းတို့ပါဇက်တွေကဖားတယ်ဖင်လို့ပဲမင်းတို့ယူမြင့်စီတဲ့မြင်အောင်ကြည့်ရန်ငါအခုပြောတဲ့ရှင်းရှင်းလေးတရုတ်နိုင်ငံအထုတ်ချအာဏာကို TNN တွတ်ထီကတာတခုမှမရှိဘူးဘယ်နေအောင်စော်ကားတာဒါအောင်စော်ကားတယ်လို့မင်းတို့တုံ့နှုံးရဲဆိုဒါလားမင်းတို့မီဒီယာဟမ်ကို့မေကိုမရတော့ဘူးအာမီဒီယာတော့အော်နေလိုက်တိလားနော်တဲ့ပြောတာတိလားမင်းတို့ကောင်တွေတကယ်အောက်တန်းကြတာကောင်တွေကောဘာကောင်တွေလဲမသိဘူးယတိကျဘာကြီးဆက်ပြမလဲတနည်းအားဖြင့်အများကြီးမကြည့်နဲ့လက်ရှိသူတို့ပြောတာကကျွန်တော်တို့မေလာ၄ရက်နေ့မှာပြောတယ် မေးပြီးရင်ကျွန်တော်တို့နောက်လာနောက်လာနောက်လာနှစ်လားလောက်ပဲစောင့်ကြည့်လိုက်တီရန်နဲ့တွေလေးတန်ပြောင်းမလားမပြောင်းမလားခင်ဗျားတို့နှစ်လားလောက်တိတိအားကိုးတဲ့နော်တိလားလဲပဲကျော်စိုးဦးကျော်စိုးဦးပြောပြန်ပြီနော်မင်းတော်နိုင်ရေးအစမှမင်းတင်ခဲ့တဲ့တည်င်းတွေကိုအခုအချိန်မှာမင်းတရက်လောက်ထိုင်နှားထောင်ကြည့်ပါဦးကိုကိုနှားထောင်ကြည့်ပါပြောခဲ့တဲ့ဟာတွေနဲ့ဖြစ်ခဲ့တဲ့ဟာတွေနဲ့မကိုက်ညီတာမကိုက်ညီဘူးလားဆိုတာနော်အဲ့ဒါပဲတိလား မင်းတို့ဒီမှာမွေးလေးကပါမလာတဲ့စောက်ချက်တွေမင်းတော်စုံ့ရဲ့အဖေတို့အမေတွေငါတိရင်ဘယ်လိုရုပ်တွေ့နေလဲဟမ်တကယ်ဒီလိုအကုလိုကောင်မျိုးတိုက်မိတော့မွေးထုတ်ပေးတာတကယ်အကုလိုကြီးလို့နေမှာဒီအဖွားကြီးနဲ့ဘိုးကြီးอ่ะတကယ်ကောင်းကြတာဘလို့ဘလို့ကမင်းကျော်ထပြီးတော့မိတ်လိုက်ပြီးတော့ဘလို့ဒီလိုကောင်မျိုးထွက်လဲမသိဘူးတိုင်းပြည်အတွက်ဒီလိုဗယံပဓာကောင်မျိုးတွေကိုမွေးထုတ်ခဲတဲ့ဖင်တွေอ่ะတကယ်တယံနဲ့ဖင်တွေပဲဖြစ်မယ်နော်ဒီလိုဖင်မျိုးငရုတ်ကြွေးနဲ့ထိုးဆောက်ပြီးတော့ခါလဲမျိုးကန်းအောင်လုပ်ပေးခဲ့ရမှာနော်တကယ်ပဲအကောင်းကြတာကျွန်တော်တို့တိုင်းပြည်မှာလေး နိုင်ငံမတိုးတက်ဘူးဆိုတာသူတို့အောက်တန်းစားတွေကနေရာဝင်ယူနေလို့ရက်ွက်ထဲဆိုတော့သူတို့ပဲနော်စမ်းဘာသာပေဘာမှမတိဘူးမတိဘာမတိနဲ့ဝင်ပြီးတော့စေကောင်းတက်လို့ပြီးလို့ရှိရင်ဘာနော်တကယ်ကချုပ်ရကြတော့ပညာတတ်တဲ့လူတွေကမပြောချင်တော့ဘူးရှောင်ပေးလိုက်အဲသူတို့သူတို့အဟုတ်ကြီးထင်ဆရာတွေတက်လို့အထဖားအောက်ဖိဟမ်ရဲတွေတွေ့ဖားစစ်သားတွေ့ရင်ဖားရက်ွက်ထဲမှာဘုံလို့အဲ့ဒီစောင့်ကြည့်နေမျိုးကနေရာတိုင်းမှာရှိတယ်အခုလည်းကြော်စိုးလို့ကောင်းလို့သူတို့သူတို့တင်းမီဒီယာနာမည်ခံထားတယ်ဒါလားမီဒီယာဟမ်အခုကြီးသူပြောရလား ်ပြန်အနေနဲ့တရုတ်ကိုစော်ကားလိုက်ပြီဆိုတော့ TNN အနေနဲ့တရုတ်နိုင်ငံအထုတ်ကြပါဝင်တရုတ်နိုင်ငံဓာတ်တွေကိုစော်ကားထားတဲ့နေရာဘယ်နေရာရှိလဲညံ့ညက်တတ်တာတွေးလေလူဆိုတာစကားပြောတာတမတမချရတယ် ကဲဒါတော့ကိုစီရဲ့တော်တော်ချက်ဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့ကြော်စိုးတို့ဘောမမီဒီယာကတော့တစ်ဖက်သက်ကြီးကိုပတ်နေတေးကြတယ်ဗောနော်အဲ့တော့ကို့ပြည်မှာဘီထဲကိုလာရောက်ဆွတ်ပစ်တဲ့ဟာကိုမပြောဘဲနဲ့ဗောနော် TL လေးကဘာဖြစ်နေညာဖြစ်နေတော့ပြောနေဗောနော်အမှန်ဆိုရင်ဒါသူ့အပအတုံးမကြလို့ဗောနော်ဒီလောက်အထိကိုကို့ပြည်မှာနိုင်ငံကိုအထဲမှာလာရောက်စော်ကားခွင့်ပြုတ်နေတာကြီးကအစင်ကိုမပြေပါဘူးနော်အဲ့တော့ဒီရဲ့စော်ကားတယ်ဆိုတာတကယ်တော့ဒီတရုတ်ကသူ့လိုချင်တာတွေရှိလို့လုပ်နေတယ်ဆိုတော့သူတို့လည်းသိပြီးသားပဲเนาะသူတို့လည်းအများကြီးပေးထားမှာအခုချိန်မှာဆိုရင်ကျွန်တော်တို့ကဟို ဘာမှစိတ်မသိသေးတာเนาะဒီတိုက်ပွဲတွေပြီးသွားလို့တော်လည်းပြီးသွားလို့ အဲ့အချိန်ကြာပါဗောနော်ဒီ chamber six ကောင်စီကဘာပေးလိုက်ပါလဲဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့ဗောနော်ရင်ထုမနာဖြစ်အောင်ဗောနော်အဲ့တော့ဘာပဲပြောဒီဒီတရုတ်ဝန်ဆက်မှုကတော့တော်တော်လေးကိုကြီးကျယ်နေတာဖြစ်ပါတယ်နော်လောဆယ်ဒီတစ်ခေါက်မှာတော့ TIL ကဒီမြို့ငါးမြို့ကိုပြန်မပေးရင်မှညှင်းဆုံနိုင်ခဲ့တယ်ဗောနော်အဲ့တော့တရုတ်ကနောက်တနည်းနဲ့ပြန်ကြက်မယ်အဲ့အဲ့ပြန်ကြက်မဲ့နီးကိုဒီအားကိုပြီးတော့ဘောမတွေကဟောင်းနေတာဖြစ်ပါတယ်နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ် TIL ကအခုချိန်မှာဆိုရင်သတင်းစာရှင်းလင်းပွဲတွေလှုပ်ပြီးတော့ PD လူလူရဲ့အားတွေကိုယူတယ်ပြီးတော့ တော်လိုင်းရဲ့မဟာမိတ်အဖွဲ့တွေအားတွေကိုယူတဲ့အခါမှာဘယ်လိုမျိုးစီလုံးမှုတွေနဲ့ပြန်လည်ပြီးတော့တရုတ်ကိုရင်ဆိုင်သွားမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပြီးတော့အကောင်းဆုံးဆုံးလဲစက်ကျင်ပြီးတော့ဒီတရုတ်ကြီးကတော့တည်တိုင်းပေါ့နော်အာသူကမွေးမသိတော့မချိုးကိုင်ရမှာဖြစ်တဲ့အတွက်ပေါ့နော်အကောင်းဆုံးဆုံးဖြစ်ရှင်းနိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်ကတော့တုံးတက်တင်ပြရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရနော်အစအဆုံးကြည့်ပြီးကြားပြီးမြတ်ပြည်သူရောက်ရှိတဲ့အတွက်ပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လုံးဝမြတ်ဆောင်သမဲအောင်ပါအရာအားလုံးမအောင်မြင်ကြပါစေတွားလျက်မှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ